အားလုံးပဲမင်္ဂလာပါဘူဇမန်ပပွန် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နိုဝင်25ရက်နေ့အင်္ဂါနေ့မနက်9:30အချိန်မှာတော့ပြင်းပြလေးပွဲစဉ်စနစ်ကနောက်ဆုံးပွဲစဉ်အနေနဲ့ Manchester United အသင်းက Everton အသင်းကိုသူတို့အသင်းရဲ့အင်ဂွန်အိုးထွက်ပုံမှာအခန့်ရှင်မြန်ကစားတော့မှာပါ Manchester United အသင်းကပြင်းပြလေးပွဲစဉ်ဆက်တပွဲကစားပြီးချိန်မှာရမှတ်18မိနစ်အဆင့်9နေရာမှာရပ်တည်နေတာပါ နောက်ဆုံးရှင်မန်ကစားခဲ့တဲ့ပရီးမီယာလိဂ်ပွဲစဉ်၅ပွဲမှာ၃ပွဲနိုင်၂ပွဲတည်းဆိုတဲ့ရလဒ်ထွက်ပေါ်ထားပါတယ်။အဲ့ဒီ၅ပွဲမှာအင်ဝင်းပွဲစဉ်၂ပွဲတည်းသာပါဝင်ပြီးတော့ကြံ၃ပွဲကတော့အဝေးကွင်းပွဲစဉ်တွေပါ။ဒီပြအမိုရီရဲ့မန်ချက်စတာယူနိုက်တက်တင်ကပြီးခဲ့တဲ့ပရီးမီယာလိဂ်ပွဲစဉ်၁၁ကစားတော့အင်ရှင်စပန်းတင်ကိုမိနစ်၈၀ကျော်ထိတကောဂုံးကြီးဆိုတဲ့ရလဒ်နဲ့ဥဆောင်ထားပြီးကွင်းလယ်နဲ့ခံစကအမားတွေကြောင့်ချစ်ပါကိုပြင်ဥဆောင်ကိုကိုပါဇက်တိုက်ခွင့်ပြုလိုက်ရတာပါ။နာညင်ချိန်မှာ6မိနစ်မှာကောင်တာဘောကနေဒီလိကက်ခေါင်းလိုက်သွင်းကိုကြောင့်ဟိုကွင်းမှာတေးတမပြန်လည်ရရှိခဲ့ပြီ ေပြအမိုရင်းရဲ့ကစားကွက်ကအစင်းတက်ကျန်းနဲ့မြန်းနေကွင်းလယ်က33နှစ်ရွယ်ကစမဲတို့ကိုမိနစ်60လုံးကစားခိုင်းမှုကြတော့အဆင်မပြေဘူးအဲဒါကြောင့်ကစမဲတို့နေရာမှာဥကာလေးကိုအစားထိုးပြီးထည့်တယ်ဥကာလေးကနေပြအမိုရင်းရဲ့ကစားကွက်နဲ့လုံးဝအံဝန်ခွင့်ချက်မဖြစ်သေးတဲ့ကစားသမားလို့ပြောလို့ရတယ်ပြီးတော့တိုက်ရှိကစားသမားဆက်စကိုဆိုလို့ရှိရင်လည်းကိုအဖြစ်ပြောင်းလဲနိုင်တဲ့အပိုင်ခွင့်ရေးတွေကိုလွှတ်ချော်ခဲ့တယ်။အဲဒီတော့ Manchester United အသင်းအနေနဲ့အခုလာမယ့် January အပြောင်းရွှေ့မှာနီးပြကစားကွက်နဲ့အဆင်ပြေနိုင်တဲ့ကွင်းလယ်ကစားသမားနဲ့တိုက်စစ်ကစားသမားကိုမဖြစ်မနေ ခေါ်ယူရပါမယ်အဲ့ဒါမှအသင်းတို့ပုံစံကောင်းပုံမူရရှိလာမှာပါခုကစားမဲ့ပွဲစဉ်ကမန်ချက်စတာယူနိုက်တက်အသင်းရဲ့အိမ်ခွင်ပွဲစဉ်ဖြစ်တာကြောင့်တစ်ဖက်ကအေဗာဒန်အသင်းတို့လွယ်ကူမှာမဟုတ်ပါဘူးတစ်ဖက်ကအေဗာဒန်အသင်းကျတော့အခုပြင်းပြလိုက်ပွဲစဉ်ဆက်တဘက်ကစားပြီးချိန်မှာရမှန်15မှတ်နဲ့အဆင့်73နေရာမှာယက်တည်နေတာပါနောက်ဆုံးရှင်မြန်ကစားခဲ့တဲ့ပြမရလိုက်ပြိုင်ပွဲ၅ပွဲမှာ၂ပွဲနိုင်၂ပွဲရှုံးပြီးတပွဲကတည်ရရလက်ထွက်ပေါ်ထားပါတယ်။အေဗာနန်အသင်းနီးပြန်ဒေးဗစ်မိုရက်က2013-2014ဘောလုံးရာသီမှာ Manchester United အသင်းနီးပြအဖြစ်တနစ်တာကင်တော့ခဲ့ဘူးပါတယ်။ကိုအိုးထွက်ဖို့ကတော့ပြိုင်ဘက်အသင်းရဲ့နီးပြအနေနဲ့တကြော့ပြန်လာရောက်ရှင်ပြိုင်ကစားမှာပါ။နီးပြ David Morel လက်ထက်မှာ Everton အသင်းကခံစစ်ပိုင်းမှာကြီးကြီးလေးလေးပိုရှိလာပြီးအထူးသဖြင့် Jane နဲ့ Michael Kane တို့လိုဗဟုနောက်ကန်လူတွေကအတွေ့အကြုံရရောခန္ဓာကိုယ်ကြန့်ခိုင်မှုရပါကောင်းမွန်တဲ့ခြေစွမ်းကိုပြသနေတာပါ။အရေးကြီးတဲ့အချိန်တွေမှာရမတ်တွေရအောင်ပြန်လဲရုန်းကန်နိုင်တဲ့စိတ်ဓာတ်ကိုပြီးခဲ့တဲ့ပွဲစဉ်၁၁မှာ ဖူဟန်သင်းကိုနှစ်ဂိုးဂုံးကြီးဆိုရရလနဲ့အနိုင်ရခဲ့တဲ့ပေါ်စံမှာမြင်တွေ့ခဲ့ရပါတယ်။မန်ချက်စတာစီးတီးကနေပြောင်းရွှေ့လာတဲ့ဂရီးလစ်နဲ့ကွင်းလေကစားသမားဂျင်းကန်နာတို့ဟာဒီနေ့ဘောလုံးရင်ရာသီမှာအေဗာရန်အသင်းအတွက်အကောင်းဆုံးခြေစွမ်းပြကစားနေကြတာပါ။အေဗာရန်အသင်းရဲ့အဓိကပြဿနာကဂိုးသွင်းရအလွန်နှဲခြင်းပါ။ပြိုင်ပွဲသင်းကိုဖိအားပေးတဲ့ဂိုးပေါင်းချင်းချောင်းမှုအခွင့်အရေးတွေကိုဖန်တီးနိုင်ပေမဲ့တိုက်စစ်မှုဘီလိုပါဝင်ရှေ့တန်းကစားသမားတွေရဲ့အသွင်းကိုရယူမှုအဆုံးသက်ပိုင်းကအားနည်းချက်ဖြစ်နေတာကိုပေါ်စံတိုင်းနီးပါးတွေ့မြင်ရပါတယ်။ နီးပြန်ဒေးဗစ်မိုရဲတောက်တင်းတဲ့နီးပြန်အကြောင်းတချို့ပွဲစဉ်တွေမှာပထမပိုင်းမှာကစားမှုအလွန်ပဲသတိထားလုံးနေပြီးတော့တိုက်စစ်မြင့်နေမှုကိုအလွန်နှိမ့်ကွင်းနေတာတွေ့ရပါတယ်။အေဗာနန်သင်းရရခင်ရာသီတွေလုံးတန်းသင်းစုံမှာရုံးကန်နေရတဲ့အခြေအနေမျိုးမဟုတ်တော့ဘဲနဲ့အမပေးစရာရဲ့အလဲပိုင်းကိုတည်ငြိမ်စွာနဲ့ရောက်ရှိဖို့အတွက်တိုက်စစ်ပိုင်းအဆုံးသက်ကိုလင်းလင်းမြန်မြန်နဲ့ကစားလာမလားဆိုတော့အခု Manchester United ဘက်မှာစောင့်စားကြည့်ရှုရမှာပါ။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အဗာဒန်အသင်းတို့ရဲ့နောက်ဆုံးတွေ့ဆုံမှု၅ချိန်မှာမန်ချက်စတာယူနိုက်တက်အသင်းက၄ချိန်အနိုင်ရရှိထားပြီးတစ်ချိန်သေးရလဒ်ထွက်ပေါ်ထားပါတယ်။ခုပေါင်ကြီးကအင်ရှင်မန်ချက်စတာယူနိုက်တက်ကအပေါ်ကြီးပေါက်ပါတယ်။တလုံးအနုပ်30ဆိုတဲ့ပေါက်ကြီးပါ။မန်ချက်စတာယူနိုက်တက်အသင်း၂ကိုးသွင်းမှကြီးအပြည့်အောင်နိုင်မယ်ဆိုတဲ့ကြေညွပါ။တဖက်ကအင်မာရန်အသင်းကတကိုးသွင်းလိုက်ရင်မန်ချက်စတာယူနိုက်တက်အသင်းကြီးအောင်ဖို့တော့၃ကိုးသွင်းရမှာပဲ။ဒါပေမဲ့မန်ချက်စတာယူနိုက်တက်အသင်းရဲ့အခုလက်ရှိခြေစွမ်းကတဖက်ကအင်မာရန်အသင်းတကိုးသွင်းအောင်မှ၃ကိုးပြန်သွင်းနိုင်တဲ့ခြေစွမ်းဖြစ်တာကြောင့် ပြီးတော့အိမ်ကွင်းပွင့်စဉ်တွေမှာအနိုင်ရတဲ့ပွဲတွေပို့ပြီးကောင်းတယ်အိမ်ကွင်းပွဲစဉ်တွေမှာပို့ပြီးတော့ခြေစွမ်းပိုင်းပိုတာတယ်လို့ထင်တဲ့အတွက်ကျွန်တော် Manchester United ဘော်ဒီချိန်ပါတယ်ပြီးတော့ကြီးကြီးလေးလေးရှိတဲ့ Everton အသင်းရဲ့ခံစစ်ကို Manchester United အသင်းဂိုးတွေအများကြီးမသွင်းနိုင်ဘူးလို့ယူဆတဲ့အတွက်အခုပေါက်ကြီးကိုကြီးပြီးတော့ဂိုးပေါင်းအောင်လဲထက်ကြိုက်ပါတယ်အားလုံးကံကောင်းကြပါစေနောက်ပြီးတော့ဖိုင်တွေမှာပြန်လဲဆုံတွေ့ပါမယ်